မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ15ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အမြောက်ပိုင်းတွင်အများအပြားသာယာနေပြီးမင်္ဂလာပင်လယ်အနောက်တောင်ပိုင်းတွင်တိမ်ထူတဲ့နေကကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်အနေငယ်မှတိမ်တင်းတင်းဖြစ်ချုံနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးတွင်နေရာကျကျပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွှေရံရုံ80ဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအပြားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။ မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေးချားရနေရတဲ့လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထီချုံခြင်း၊မိုးကျုပ်ဖြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်လေပြင်းနှင့်လှိုင်းတင်တင်ရှိပါမည်။ လိုင်းမြစ်မှာမြမကန်ရင်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေတွင်၅ပြည်မှ9ပြည်ကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညပူချိန်များအနည်းငယ်လျှော့နေနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့အများအပြားတာယာပါမယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထေချုံရပါမယ်။ရွာရံလုံး80ဖြစ်ပါလိမ့်ရှင်။